သူပြောစလို့ပြန်ပြောလိုက်ပါလားမပြောတတ်ဘူးလားဆိုပြီးတော့လူတွေကအားတယ်လို့ထင်ကြတယ်တကယ်တော့မဟုတ်ဘူးနော်သူပြန်ပြောစလို့သူမကောင်းပြောစလို့သူအပုတ်ချစလို့သူတိတ်ခါချစလို့ကိုမကောင်းပြန်ပြောလိုက်ဖို့ဟာလူတိုင်းလုံနိုင်တယ်လွယ်ဒါပေမဲ့လေငါပြန်ပြောလိုက်ရင်သူ့နောက်မှာရှိနေတဲ့သူ့ရဲ့မိဘတွေရဲ့ဂုံတိတ်ခါသူ့ရဲ့မိန်းမသူ့သားသမီးတွေရဲ့ဂုံတိတ်ခါတွေ မိသားစုဘဝတွေထိခိုက်နစ်နာသွားမှာစိုးတယ်ဆိုတဲ့စိတ်အဲ့ဒီစိတ်ကလေးကြောင့်ပြန်မပြောတာအဲ့အဲ့ဒီတော့ तू မကောင်းရင်ကိုမကောင်းပြောမယ်ဆိုတာကမကောင်းတဲ့စိတ်မကောင်းတဲ့အတွေ့အဲ့ဒီမကောင်းတဲ့စိတ်မကောင်းတဲ့အတွေ့ကို လူတိုင်းလုံနိုင်တယ်အဲ့ဒီစိတ်ထားမျိုးလူတိုင်းထားနိုင်တယ်မခက်ခဲဘူးဒါပေမဲ့တော့ငါပြန်ပြောလိုက်ရင် သူမိသားစုနဲ့သူ့ရဲ့ဂုံတိတ်ခါတွေထိခိုက်သွားမှစိုးတယ်ဆိုတဲ့အဲ့ဒီသူတော်ကောင်းစိတ်လူတရားမှာတယောက်မရှိဘူးဒါကြောင့်ဘလောက်မှမကောင်းပြောတဲ့လူနဲ့ကြုံကြုံသူမကောင်းလို့ကိုမကောင်းမယ်ဆိုတဲ့စိတ်မျိုးဘယ်တော့မှမတွေ့နဲ့အဲ့ဒီတော့ကိုကိုကိုလည်းတံမိုးထားတတ်ဖို့လိုတယ်သူမိသားစုထိခိုက်နစ်နာသွားမှစိုးလို့သူ့ဘဝထိခိုက်နစ်နာသွားမှစိုးလို့ငါဘာမှမပြောတော့ဘူးဆိုတဲ့အဲ့ဒီသူတော်ကောင်းစိတ်ကလေးကိုရင်ထဲမှာအမြဲတမ်း ကိနေအောင်တတိထားပြီးတော့မှစောင့်ထိန်သေးပါနော်သူတို့ဘာကိုအပုတ်ချတဲ့အပြစ်ပြောတဲ့တိုက်ခိုက်တဲ့ဂုံတိတ်ခညှိုးနှွမ်းအောင်လှုပ်တဲ့ဆိုတာက သူယုံမာရရဲ့စိတ်မသူတော်တွေရဲ့စိတ်လူယုံမာရရဲ့စိတ်ငါသူပြောသလိုပြန်ပြောလိုက်ရင်သူမိသားစုထိခိုက်နာကျင်သွားမှဆိုးတယ်ဆိုတဲ့စိတ်ကအဲ့ဒါသူတော်ကောင်းစိတ်အဲ့ဒါကလူတော်လူကောင်းတွေမှာပဲရှိတဲ့စိတ်လူသားချင်းစာနာတတ်တဲ့စိတ် လူကိုလူလိုမြင်တတ်တဲ့စိတ်ကိုကျင်းစာစိတ်နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေမမတက်တဲ့နေရာမှာဘယ်တော့မှမမတက်နဲ့မကြွားဝါတဲ့နေရာမှာဘယ်တော့မှမကြွားမိသေးနဲ့မရှင်ပြိုင်တဲ့အရာတွေကိုသွားပြီးတော့ဘယ်တော့မှတူပပြီးတော့မရှင်ပြိုင်မိစေနဲ့အောက်ချင်မလွတ်မိစေနဲ့ကိုယ်ပဲဒုက္ခရောက်တတ်တယ်အကြနာတတ်တယ် ဒါလေးနဲ့ပတ်သက်ပြီးတော့ဟိုတုန်းကနောက်ချီးပိုးလေးတစ်ကောင်ကကုံတယ်ရီစားတော့သွားတယ်အရက်အကျွန်းအကြံနေနဲ့အမီးအကျွန်းကြံလေးတွေနားကိုရောက်တော့သူကတကယ်တမ်းတော့တူလာတာကဒီနွားချီးကိုစားဖို့တူလာခဲ့တာဒါပေမဲ့အရက်အနံ့နေကိုရတဲ့အခါသူတောက်ချင်တဲ့စိတ်ဖြစ်တော့အဲ့ဒီအကြံအကျွန်းလေးတွေကိုသူတောက်လိုက်တယ်ဒီနွားချီးပိုးလေးကတောက်ပြီးတဲ့အခါမှာသူအရက်မိုးသွားတဲ့အခါ အဲ့နွားချီပုံပေါ်ကိုသူတက်တယ်။နွားချီကပြော့နေတော့နည်းနည်းလေးသူ့ချောက်လေးဤဝင်သွားတဲ့ပုံစံလေးဖြစ်တာပေါ့နှိမ်သွားတဲ့ပုံစံလေး။အဲ့ဒါကိုသူကသူ့ရဲ့အချိန်အဝါကိုသူ့ရဲ့ဘုံကံကြီးကိုဒီနွားချီနောက်ချီပုံကမခံနိုင်ဘူးပေါ့လေ။နောက်ချီကတော့နှိမ်ဆင်းပေးရတယ်။သူထင်တာ။တကယ်တော့အရက်မူးနေတာကိုအတိစိတ်ပြောက်နေခဲ့တာ။အောက်ချီလွတ်နေခဲ့တာ။အဲ့လိုနဲ့သူမုံရင့်နေတဲ့ စင်တကောင်ကလည်းအနားကိုရောက်လာခဲ့တယ်။ရောက်လာပြီးကမှနွားချီနောက်ချီအနှံ့နေရတော့မတန့်ရှင်းတဲ့နေရာပဲဆိုပြီးပြန်ပြီးတော့မှစင်ကအနားကနေလက်ထွက်သွားတယ်။ဒါပေမဲ့အဲ့ဒီနွားချီပိုးလေးကလေစင်ကိုမြင်လိုက်တာနဲ့ကြည်စမ်းတယ်။ငါ့ကိုမြင်ပြီးတော့မှငါ့ကိုမရှင်းပြိုင်နိုင်လို့ငါ့ကိုကြောက်ပြီးတော့မှဒီနားကိုမလာရဲပဲနဲ့လာပြီးသားငါ့ကိုမြင်တော့ပြန်ထွက်ပြေးသွားတယ်ဆိုပြီးတော့သူက စင်ယုံသူကလန့်အောင်ပြီးတော့မှစိန်ခေါ်တယ်ဒီနားကိုရောက်လာပြီးမှတော့ကျွန်ုပ်နဲ့စစ်ခင်းမှာကျွန်ုပ်နဲ့တိုက်ခိုက်ဆန်းမှာဘာကြောင့်မတိုက်ခိုက်ပိုင်းနဲ့ကြောက်ပြီးတော့ထွက်ပြေးရတာလဲဆိုပြီးတော့စိန်ခေါ်တယ်အဲဒီတော့စင်ကလည်းငကိုကမှမုံရင့်နေပါတယ်ဆိုမှနောက်ချီးပိုးဟာဒီမစင်ပိုးဟာမစင်နဲ့ပဲတည်တာကောင်းတယ်ဆိုပြီးတော့အဲ့ဒီမစင်ပိုးကောင်ရဲ့အပေါ်ကို ကြီးမားတဲ့ စင်ကမစင်ကိုစွန့်ချလိုက်တယ်အဲ့ဒီမစင်လုံးတဲ့နောက်ချီးကိုကောင်ကိုဖိတယ်ပြီးတဲ့နောက်မှာတခါလဲကျင်ငယ်ပါပေါက်ချလိုက်တယ်ပေါ့ဒါနဲ့ပဲနောက်ချီးပိုးလေးရဲ့ဘဝဟာ အဆုံးသတ်သွားခဲ့ရတယ်ဒါဟာဘာကြောင့်လဲလို့မေးရင်ဒီနောက်ချီးပိုးလေးဟာဒီမစင်ပိုးလေးဟာမလုတ်တဲ့အရာကိုသူလုတ်ခဲ့တယ် တေးတေးရဲ့ကိုသူတောက်လိုက်တယ်ပြီးတဲ့နောက်မှာသူ့ကိုသူမူမူယူယူနဲ့အောက်ခြေလွတ်တယ်မပြိုင်ဆိုင်တဲ့မရှင်ပြိုင်တဲ့နဲ့ဆင်ပြောင်ကြီးနဲ့သူတွားပြီးတော့ရှင်ပြိုင်မှုစိန်ခေါ်မိတယ်မာမာနတွေထောင်သွားမိလိုက်တယ်နောက်ဆုံးတော့သူအသက်ပါပိတ်ဆက်သွားရတယ်ဒါကြောင့်ဘဝမှာ မရှင်ပြိုင်တဲ့အရာတွေကိုဘယ်တော့မှသွားမရှင်ပါနဲ့ကိုကိုကိုနဲ့ပဲရှင်ပါကိုကိုကိုပဲပြိုင်ပါကိုကိုကိုပဲအကောင်းဆုံးဖြစ်အောင်ကြိုးစားပါနှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ